မွေးမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာထမ်ဖိုက်စာထိုးဆေးနွားမြင်းများဝက်များအတွက်ပါဝင်ပစ္စည်းများကမီလီလီတာလင်ပါဝင်မှု Trimethoprim 40 g Sulfamethoxazole 100 g ပေါ်ပြချက်ဤဆေးပေါင်းသည် gram positive နှင့် gram negative ဗက်တီးရီးယားများကိုသေစေနိုင်စွမ်းရှိပြီး Actinomyces spp Bacillus anthracis Bordetella sippi brucella sip Clostridia sippi Corinobacterium sp. coli Haemophilus sip Klebsiella sippi Pasteurella sippi Protus sippi Salmonella sippi Staphylococci Streptococci ne Campylobacter sip အပါဝင်ယောဂပိုးများစွာပေါ်ထိရောက်မှုရှိသည့်ဆေးပေါင်းသည်တစ်ခုနှင့်တစ်ခုပူးပေါင်းအလုပ်လုပ်သည့် synergistic တစ်ခုဖြစ်သည်အသုံးပြုရန်ညွှန်းချက်များ DNPS ထိုးစေးသည့် အောက်ပါယောဂါပိုးဝင်ရောက်မှုများအတွက်ထိရောက်မှုရှိသည်အသက်ရှူလမ်းကြောင်းအစာချေလမ်းကြောင်းနှင့်စီးလမ်းကြောင်းဆိုင်ရာယောဂါပိုးဝင်မှုများဗိုင်းရပ်စ်ယောဂါပိုးဝင်ပြီးနောက်ဒုတိယအဆင့်ဘက်တီးရီးယားပိုးဝင်ရောက်မှုများခြေဆွေးခြေပုတ်ယောဂါနို့တဲ့အိတ်ရောင်ယောဂါမျက်နှာရောင်ခြင်းအဆစ်ရောင်ယောဂါနှင့် အနာဆက်ယောဂါ phlegmons စသည်တို့ဖြစ်ပွားပါကအသုံးပြုနိုင်သည်အသုံးမပြုရမည့်အခြေအနေများ အသေးသို့မဟုတ်ကြောက်ကက်ပြဒနာပြင်းထန်စွာရှိသောတရိษံများတွင် မထိုးရစီးအလွန်အမင်းခြင်တက်များသောအာဆီဂျူရီယာတရိษံများတွင်မတုံးဆွဲရဆိုဖိုနမိုက်ဒစ်ဆေးအုပ်စုနှင့်ဓာတ်မတည့်သော တရိษံများတွင်မတုံးဆွဲရဘေးထွက်ဆိုးကျိုးများထိုးသည့်နေရာတွင်ယာယီရောင်ရမ်းခြင်းဖြစ်တတ်သည်ထို့ကြောင့်အရေပြားအောက်သို့ထိုးခြင်းဆပ်ပြထဲနီယပ်စ်ကိုရှောင်ကျဉ်သင့်သည်ဆေးကိုကြာရှည်စွာသုံးဆွဲပါကဖိုလစ်အာဆစ်ချို့တဲ့ခြင်းစီးတွင်ခဲခြင်းခရစ်စတလီရီယာနှင့် သို့မဟုတ်သွေးရောဂါများ blood discharges ဖြစ်ပေါ်နိုင်သည့် sulfonamide ဆေးများနှင့်ဓာတ်မတည့်ခြင်းနှင့်ဓာတ်ကိုပစ္စည်းများနှင့်တုတ်ပြဲမှုများဖြစ်နိုင်သည်အခြားဆေးဝါးများနှင့်ဓာတ်မတည့်မှု DNBS ဆေးပေါင်းသည့်အခြားသောပရိဇီဝဆေးများကောက်စီဒီယိုစတက်ဆေးများနှင့် paraminobenzoic acid နှင့် GI esters procaine tetracaine ကဲ့သို့သောပစ္စည်းများနှင့်ဓာတ်မတည့်ပါ hexamethylene tetramine methanamine နှင့်တစ်ချိန်တည်းမထိုးရဆေးပမာဏနှင့်ထိုးနေကြက်သားအတွင်းသို့ intramuscular သို့မဟုတ်မြင်းနှင့်မြင်းပေါက်ဆောင်များတွင် သွေးပြန်ကြောတဲ့သို့ဖြည်းဖြည်းချင်း slow intravenous ထိုးရန်လိုအပ်ပါသည်အထွေထွေဆေးပမာဏကိုယ်လေးချိန်၁၀ကီလိုဂရမ်မှ၁၅ကီလိုဂရမ်လျင်ဆေး၁မီလီလီတာကိုတစ်နေ့တစ်ချိန်လိုအပ်ပါက၅ရက်ကြာထိုးရန်ဆေးအာနိသင်ပြေချင်း အသားစားရန်နုံညည့်ရန်နှင့်ဆေးရရမည်အချိန်ကာလအသား၁၂ရက်နို့၄ရက်ကြိုတင်ရပါတိုးလောင်သိမ့်စီခြင်း၆တွေ့အေးမြသော နေရာအပူချိန်ဆက်၅ဒီဂရီစင်တီဂရိတ်မှနှစ်ဆက်၅ဒီဂရီစင်တီဂရိတ်ကြားတွင်သိမ့်စီပါငွေမြူရေးသမားများအားလုံးအစဉ်ပြေကြပါစေဗျာမက်တနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါဦးညာကျေးဇူးတင်ပါတယ်ခင်ဗျာ